လမယ်များကိုအော်ဟစ်ကျိမ်းမောင်းခဲ့လို့မဲဆက်ကြော်လာပြိုင်ပွဲဥက္ကဋ္ဌနဝတ်ဖေရှားခံရမင်္ဂလာပါပြိသက်ကြီးရှင်အလမယ်များကိုအော်ဟစ်ကျိမ်းမောင်းကလေးစားမှုမရှိတဲ့အပြုအမူများကြောင့်ထိုင်းနိုင်ငံမှာကျင်းပနေတဲ့84ကျိမ်းမြောက်မဲဆက်ကြော်လာပြိုင်ပွဲတာဝန်ရှိသူ Miss Universe Thailand ဥက္ကဋ္ဌနဝတ်အားတာဝန်များမှဖေရှားလိုက်ကြောင်းမဲဆက်ကြော်လာအဖွဲ့ MUO ပူရဲပိုင်ရှင်ရာဦးကဒီကနေ့ထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ် မက္ကဆီကိုအလားမယ်နဲ့အငင်းပွားမှုဖြစ်ပြီးတဲ့နောက်အလားမယ်များအားလုံးကိုအော်ဟစ်ကျိမ်းမောင်းခဲ့တဲ့နဝက်သည်အာနာအလွဲသုံးစားလုပ်ပြီးအလားမယ်များအပေါ်ရိုင်းဆိုင်စွာပြုမှုခြင်းကြောင့်84ကျိမ်းမြောင်မဲဆက်ကြဝလာ2025ပြိုင်ပွဲတွင်ဝင်ရောက်ဆက်ဖက်ခွင့်အားကန့်သတ်လိုက်ခြင်းဖြစ်သည်မဲဆက်ကြဝလာ2025ပြိုင်ပွဲကိုထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပမည်ဖြစ်ပြီးနိုင်ငံပေါင်း122နိုင်ငံမှအလားမယ်များရောက်ရှိနေကြပြီး လာမယ့်အချို့ကို MUO ကတရားမဝင်လောင်းကစားအတွက်ကြော်ညာရိုက်ကူးနေသည်ဆိုသောသတင်းပေးချက်ကြောင့်ထိုင်းရဲတပ်ဖွဲ့ကဘန်ကောက်မှာရှိတဲ့ MUO ကိုဝင်ရောက်စီးနှင်းစစ်ဆေးမှုများလည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Miss Universe Thailand ဥက္ကဋ္ဌနဝက်တီလည်းရဲစခန်းမှာခေါ်ယူစစ်ဆေးခံရပြီးတဲ့နောက် MUO ပူတဲပိုင်ချင်းရာဦးနဲ့စကားအခြေအတင်ဖြစ်ခဲ့တယ်လို့ယမန်နေ့ညနေပိုင်းမှာအလှမယ်များအားခေါ်ယူတွေ့ဆုံကထိုင်းရဲဝင်စီးခြင်းနဲ့ပတ်သက်၍ပြောကြားနေစဉ် ဩဂရနဝက်နဲ့မက္ကဆီကိုအလှမယ်ကြားအငင်းပွားမှုစတင်ခဲ့ကြောင်းဖြစ်တယ်လို့လည်းသိရပါတယ်။မက္ကဆီကိုအလှမယ်သည်ခမ်းမထဲမှထွက်ခွာသွားပြီးနောက်2024မယ်ဆက်ကြဝလာတရဖူပိုင်ရှင်ဒိမတ်အလှမယ်ဗစ်တိုးရီးယားကလည်းထမှန်ထွက်ခွာသဖြင့်ခမ်းမထဲရှိအလှမယ်များအလုံးထွက်ခွာရန်ပြင်နေစဉ်နဝက်ကအလှမယ်များအားအော်ဟစ်ကျင်းမောင်းပြောဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။အလှမယ်များကိုအော်ဟစ်ကျင်းမောင်းကလေးစားမှုမရှိတဲ့အပြုအမူတွေကြောင့် ထိုင်းနိုင်ငံမှာကျင်းပနေတဲ့84ကြိမ်မြောက်မဲဆက်ကြဝဠာပြိုင်ပွဲတာဝန်ရှိသူ Miss Universe Thailand ဥက္ကရာနဝတ်အောင်တာဝန်များမှဖယ်ရှားလိုက်ကြောင်းမဲဆက်ကြဝဠာအဖွဲ့ MUO ပူးတွဲပိုင်ရှင်ရာဦးကဒီကနေ့ထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်